နာကုလမာတာနာကုလပိတာဇတ်တော်အယတန္တရာ၌ရွှေမြို့မတော်ဆက်ဘူးတဲ့ပုဂ္ဂိုလ်မြည်သည်မရှိဟုသောမြတ်စွာဘုရားဤစကားတော်အယယင်းနေဦးသည်တို့တန္တရာတကွေမှာအကြောင်းတွေရှိလို့ပြန်လည်ကာဆုံတွေ့ကြတဲ့ဦးသည်ရဲ့တန္တရာကဆွေဟောင်းမျိုးဟောင်းမိဟောင်းဖာဟောင်းညီကိုမောင်နှမအပေါင်းသူတော်ကောင်းတို့အားဦးသည်တို့ဟောကြားစေဟောကြားလက်ထပ်ဖြစ်တော် ရတော်များကိုမိမိတို့ကြိုက်နှစ်သက်တဲ့အရိယာပုဂ္ဂိုလ်တွေကိုပြင်ဆင်ပြီးတော့ညာတဆောင်ညောင်းလူကညောင်းလူကပြောင်းပြီးတော့တရားတော်ကိုလွတ်လွတ်လပ်လပ်ရိုးရိုးသေးသေးလေးလေးစားစားနဲ့နာကြနိုင်ပါပြီတဲ့ဥဒင်တို့ကဖွင့်ပြပါတယ်အဲ့တော့ဒီကနေ့ဥဒင်တို့နဲ့တကွသံဃာကြီးတွေသံဃာမကြီးတွေတန်တရာမှာကျင်လည်နေရတာဒီတဲ့တရားနဲ့ကျင်လည်ရတာလားခန္ဓာရူနဲ့ကျင်လည်ရတာလား အဲ့ဒီခန္ဓာတွေနဲ့ကျင်လည်ရတဲ့ဆိုခန္ဓာကတခြားလားအကျိုးတရားကြီးလားခန္ဓာရရှိလာတဲ့အကျိုးတရားကြီးတွေတရားဓမ္မကြီးတွေအကျိုးတရားတို့မြည်သည့်အကြောင်းတရားကင်းပြီးတော့ဖြေရုံထုံးတာရှိရလားအကြောင်းတရားကင်းပြီးတော့ဖြေရုံထုံးတာမရှိဘူးဒါဆိုလို့ရှိရင်အတိတ်ကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင် နံပါတ်1အကွက်မှာပရမသုံးအဝိဇ္ဇာကိုမတွေ့ကြလားတွေ့ကြလားဩအဝိဇ္ဇာကလည်းသူတဦးတယောက်တည်းလာတာမဟုတ်ဘူးအဘောအပေါင်းနဲ့သင်္ခါရပါပါတယ်မပါရလားပါရလားပါတယ်တဲ့ဒါဆိုလို့ချင်းတိုင်းဒကမကြီးဒီဩအဝိဇ္ဇာရဲ့သင်္ခါရရဲ့အဲ့ဒီအကြောင်းတရားမရှိခဲ့တာလားရှိခဲ့တာလားရှိခဲ့တယ်အဲ့ဒီအကြောင်းတရားကြောင့်တော့အဲ့ဒီဒကမကြီးဒီဘက်မှာ ဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏဟောအကြောင်းတရားကြောင့်ဖြစ်တဲ့အကျိုးတရားခန္ဓာတွေမရလာတာလားရတာလားရလာတယ်ဒါဆိုလို့ချင်းဒဂိုက်ဒဂမကြီးသုတ်တန်ကြီးနဲ့ပြောတော့အဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏလို့ဒီလိုပြောလို့ရတာပေါ့ဟုတ်လားဒါဆိုလို့ချင်းဟောနံပါတ်1အကွက်နဲ့2အကွက်ရှင်ပြောမယ်ဆိုရင်တော့အကြောင်းတရားကြောင့်ဖြစ်တဲ့အကျိုးတရားခန္ဓာကို ဘာခန္ဓာကိုအကျိုးတရားခန္ဓာကလည်းပဲဟိုသုတ်တန်ဤနဲ့ပြောတော့ခန္ဓာဘယ်နှပါးလဲခန္ဓာ၅ပါးကဘာတွေလဲဆိုတော့ဝိညာဉ်နာယုသလယေရဏဖတ်တာဝိရဏဟောဒါဆိုလို့ချင်းဟောဒီဘက်ကအဝိဇ္ဇာသင်္ခါရဟုတော့အကြောင်းတရားကြောင့်ဒီဘက်မှာဝိညာဉ်နာယုသလယေရဏ ဖတ်တဝေဒနာဆိုပြီးတော့ဟောအကျိုးတရားခန္ဓာတွေမရလာတာလားရလာတာလားရလာပါတယ်တဲ့ဒါဆိုလို့ချင်းတရားဒီကမ္မိုက်ဥဒ္ဒလုံးနဲ့တူကြည့်ခန္ဓာ၅ပါးရရှိလာတာချင်းအတူတူပဲဟုတ်လားခန္ဓာ၅ပါးအပေါ်မှာဆင်တွေတဲ့မဆင်တွေတဲ့ပုဂ္ဂိုလ်နဲ့ဆင်တွေတဲ့ပုဂ္ဂိုလ်ပဲတင်းကများလဲဆိုတော့ဆင်တွေတဲ့ပုဂ္ဂိုလ်ကများဆင်တွေတဲ့ပုဂ္ဂိုလ်ကပဲများတာပဲဟုတ်လားခန္ဓာလေးမှာခင်းနေတဲ့ ကုသကုသမိငါသာငါသမိငါပြည့်စည်ဟောမခင်ညင်လားခင်ညင်လားဟောခင်ညင်တယ်ဆိုတော့သုံးမွက်ကူးမသွားရလားပြီးသွားရလားပြီးသွားပါတယ်တခြားဖြစ်တာလားတဏှာဖြစ်တာလားတဏှာဖြစ်ရုံနဲ့တော်သေးတယ်နောက်ကတဏှာကကြီးသွားတော့မဖြစ်သွားဘူးဥပါဒံဖြစ်သွားတယ်တဲ့ဥပါဒံမဖြစ်တာလားဖြစ်တာလားဟောဥပါဒံဖြစ်သွားတယ်ဥပါဒံကလည်းပဲဟုတ်လား ဖွင့်လန်းနေုံနဲ့မပြီးဘူးတဲ့တခါတဲ့ကာယကံဝစီကံမနောကံနေနဲ့ထပြီးတော့မလုတ်လိုက်တာလားလုတ်လိုက်တာလားလုတ်လိုက်ပါပြီဒါဆိုလို့ရှိရင်သုံးအဖွဲ့ကဒနာရဲ့ဥပဒံရဲ့သမ္မဘဝရဲ့အကြောင်းတရားထပ်လုတ်တယ်အကြောင်းတရားထပ်လုတ်တော့အကျိုးတရားထပ်မရမလားရမလားအကျိုးတရားကတခြားလားဇာတိလားဇာတိရပြီဆိုမှတော့နောက်ကတည်းကအဲ့ဒီကမှကြီးအရေးပမာတတ်ပါလာတာပဲ တမ္မပါရလကပ္ပါရလကပ္ပါရကဘာလဲဆိုတော့ဒါဣဒ္ဓမေသရမရဏဟုတ်လားမှန်ပါဗျာတတဝါရင်လို့ပြည်လာရင်တော့ဦးမေနာမေတိနေမှန်ပါဗျာဒီလိုတကယ်ဣဒ္ဓမေကြီးဟောယခုဖြစ်လို့ဥပမာပေးရရင်တော့ဖုံးတလုံးဝယ်တယ်ပေါ့ဖုံးတလုံးဝယ်တော့3 4 5နဲ့ဟောဒီတိုင်းလေးသုံးဒီတိုင်းသုံးနေတဲ့အခါကျတော့ဟောတဖြည်းဖြည်းနဲ့ဘာမှမသုံးလည်းပဲ၄5ချောင်းနဲ့ကြာတယ် ဟုတ်ကဲ့မပြက်ထားလားပြက်တာပြက်ပါဘာလို့ပြက်ထားလဲဆိုတော့အဲ့ဒီအထဲမှာပြက်စီတတ်တဲ့ဘိုင်းရွက်ဒီပါခဲ့လို့လေဒီတိုင်းမဲ့တခါကြီးတခါမကြီးဒီခန္ဓာနဲ့ဥဒိတို့ရဲ့ခန္ဓာတီလည်းပဲဘုံတလုံးလူပါပဲတဲ့အချိန်တန်မပြက်မလားပြက်မလားအဲ့ဒီတည်းမှာဇာတိသရမရဏဆိုတော့ဘိုင်းရွက်ဒီပါခဲ့လို့ကိုမဲနားမဲဒီမဲတဲ့ဒါဆိုလို့ရှိရင်အကြောင်းတရားတွေလောက်ခဲ့လို့တပည့်တော်တို့အယူတရားတွေရပါတယ်ရတာလားရတာလား ဒါကြောင့်မို့လို့အကြောင်းကြောင့်ရတဲ့အကျိုးတရားခန္ဓာကြီးပေါ့ဘာခန္ဓာကြီးလဲအကျိုးတရားခန္ဓာကြီးဘာသစ္စာကြီးလဲဒုက္ခသစ္စာဒုက္ခသစ္စာဒုက္ခသစ္စာကိုတခိုင်းတခိုင်းအဲဘုရားကဘယ်တော့ပဲဒုက္ခဟောဟောအများတို့ကျိုးတူကဒုက္ခလို့ထင်တာပဲဘယ်လိုထင်တာလဲဒုက္ခလို့ထင်တာပဲဒါမှမဟုတ်တခိုင်းတခိုင်းဒီဩတရားစခန်းနေဝင်လာတဲ့အခါကျတဖြည်းဖြည်းနဲ့ဒုက္ခသိမလားကလားသိလားလား သိလာတယ်ဦးဇင်းရဲ့ဒကာကြီးတွေဒကာမကြီးတွေဦးဇင်းတို့ရွာဘက်ကပြောပါတယ်ဟုတ်လားအဲမိကောင်ကျမ်းမာနေလို့ကတော့တခါလဲဘာကွငါလှုပ်လိုက်မယ်ကွဒါကငါနိုင်တယ်ငါမမယ်ငါသွားလိုက်မယ်ဟိုဒီလည်းနေမကောင်းဘူး။အူမောင်မသိရဲ့လောက်ပါအောင်ဒူကြီးအကိုက်လိုကိုက်ရအကိုက်။အာတခါကြီးဒီကမာကြီးကျုပ်ကိုပြော့ပြတာတော့မှန်ပါတယ်။ဒါပေမဲ့ကျုပ်ကဆရာအောင်မဟုတ်ဘူးကျုပ်မကုတ်ကဘူး။ဘုန်းကြီးကဆရာအောင်ဟုတ်ရဲ့လား။ သူလည်းအာဟုမိရာအာဟုရဘောလာပြောပြတာပေါ့အဲ့တော့ကျုပ်ဆရာအောင်ကိုဖုတ်ဆက်ပေးမယ်ဆရာဖုတ်ဆက်ပေးမယ်အဲ့တော့ကို့မှာဖြစ်လို့ဖြစ်မှန်သိမှဒုက္ခလို့ထင်တာဟုတ်ပါရဲ့ဒီကောင်ကျမ်းမာနေလို့ကတော့ဟဲ့ဒါပဲဒီစစ်စစ်ပဲတို့ဒီကနေ့ကတော့ဘာမှလောက်ပြမလို့လက်ပြောက်ကြည့်ပြီးတော့လာခဲ့ဒီဒုက္ခပြောင်းမနေတာလားပြောင်းနေတာလားအော်နေမကောင်းမကျမ်းမာပြရမှာအမလီငါမပြရလေချင်းလက်ကြီးကနားတယ်ဒူးကြီးကတိုက်တယ် ေါင်ကြီးကကြိုက်လို့ခေါင်းကြီးကြိုက်လိုက်တာမှဟမ်မူလို့ဝေးလို့အဲ့ဒီအခါကျမှဒုက္ခသစ္စာသိတာဟောဒါဆိုလို့ချင်းတရားဒကာမကြီးလေနာလို့နာမန်သိတာကတော့ကလေးတောင်သိတယ်တဲ့ဘုဟုဆရာတော်ဘုရားကြီးကဘယ်သူကပြောတာလဲဘုရားမြေဆရာတော်တို့သိတာတတ်တာတခုမှမရှိပါဘူးမြတ်စွာဘုရားရဲ့တရားတော်တွေဘုဟုဆရာတော်ဘုရားကြီးရဲ့တရားတော်တွေကိုဦးဇင်းတို့ကလေ့လာမှတ်သားပြီးတော့ ဖီးသွားတယောက်နေနဲ့ပြန်လဲပြော့ပြတာပဲရှိပါတယ်မှန်ပါဗျာ။ဒါကြောင့်မျိုးတို့သိတာတတ်တာကိုယ်အသိနဲ့ကိုယ်တတ်တာမရှိပါဘူးဗျာ။ဟုတ်လား။ဟုတ်ပြီဒါဆိုလို့ရှိရင်မုခုဆရာတော်ဘုရားကြီးကအဲ့ဒီအသိကတော့ကလေးတောင်သိတယ်တဲ့။နာလို့နာမန်းကတော့ကလေးတောင်မသိတာလားသိတာလား။အဲ့ဒီကလေးအသိလောင်းတဲ့တော့နိဗ္ဗာန်မရောက်နိုင်ဘူးတဲ့။ရောက်နိုင်မှမလား။ရောက်နိုင်ပါဗျာ။ကလေးလည်းပဲသွားရိုက်မသိတာလားသိတာလားနာရင်တော့ဒုက္ခရောက်တာသူနာတာပဲသိတာပေါ့ ်သိတာလားသိတာလားဒါဆိုနေမကောင်းမကျမ်းမှာပြစ်မှသိမဲ့ဒုက္ခသစ္စာကတော့တခိုက်တခမိုက်ဒီကလေးတောင်သိတယ်တဲ့အဲ့ဒီအသိနဲ့တော့နိဗ္ဗာန်ရောက်နိုင်ပါမလားမရောက်နိုင်ဘူးလေဘုဘုရားတော်ဘုရားကြီးရဲ့အပြောနဲ့ပြောရင်တော့ဒီကနေ့ပြင်မောကဘုန်းကြီးနဲ့တရားနာပရိသတ်ဟာလူမိုက်ရှင်းလာတွေ့တာတဲ့ဘာကျင်းလာတွေ့တာဒါဆိုယောဂီတွေကဘာနေလဲလေဟောပြင်မောကဘုန်းကြီးကရော ။အပြောသာပြောကိုသားသမီးမှမဟုတ်တာ။တကယ်တမ်းအရိယာတို့မျက်လုံးသူတော်ကောင်းတို့ရဲ့မျက်လုံးနဲ့ကြည့်ရင်တရားမရသေးသေး၍လူမိုက်ပဲ။တရားမရသေးသေး၍မိုက်နေတာပဲ။ဒါပေမဲ့လို့တရားကြီးတရားမိုက်ပြီးဟိုကိုသွားကိုသူလူမိုက်လုံနေတဲ့ပုံပုံနေတဲ့ဇာရင်တော့ဘုရားအများကြီးတာတာပေါ့။ဒါပေမဲ့အရိယာတို့မျက်လုံးနဲ့ကြည့်ရင်တော့ဦးဇင်းတို့နဲ့တူတရားကြီးတရားမိုက်ကမိုက်ဆုံးပါပဲ။ ်မိုက်တာလားမိုက်တာလားဟုတ်ပြီဒါဆိုလို့ရှိရင်ဒကာကြီးဒကာမိုက်တယ်ဒီနေ့ဟုတ်လားနှစ်ရက်မြောက်တဲ့နေ့ဆိုတော့ဟောဘယ်အသွဲနဲ့ဂျေစုပြုတ်မှလဲဆိုတော့သစ္စာနှစ်ခုအသွဲဟာတဲ့လေသစ္စာနှစ်ခုအသွဲနဲ့ဂျေစုပြုတ်မယ်ပေါ့နော်ဒါဆိုလို့ချင်းသစ္စာနှစ်ခုကဘာတွေလဲဆိုတော့သမုဒယသစ္စာဒုက္ခသစ္စာသမုဒယသစ္စာဒုက္ခသစ္စာ ဒုက္ခသစ္စာတို့ဖြစ်ပါသည်ခင်ဗျာရပါတယ်သင်ပြသလိုလေးဆိုပေါ့ဗျာဟုတ်လားအဲ့တော့ဟုတ်ပြီဒါဆိုလို့ရှိရင်သစ္စာနှစ်ခုလို့ရသော်ဘုရားရှင်ကိုရောင်မြတ်ကြီးကသစ္စာ၄ပါးဟောခဲ့တယ်ဘုဟုဆရာတော်ဘုရားကြီးကဒီသေသနာဆက်ဝိုင်းထဲမှာတော့သစ္စာဘယ်နှခုပဲဟောခဲ့လဲသစ္စာနှစ်ခုပဲဟောခဲ့တယ်တဲ့ဒါမှမဟုတ်သစ္စာနှစ်ခုလို့ဟောညာတော်လဲပဲဒါကြောင့်မို့ဒီမှာရေတွက်တဲ့အခါကျတော့သမုဒိယသစ္စာရဲ့ဒုက္ခသစ္စာရဲ့ သမုဒိယသစ္စာရဲ့ဒုက္ခသစ္စာရဲ့ဟောသစ္စာကိုနှစ်ခုပြန်မနှစ်ခေါက်ပြန်မယွတ်ရတာလားယွတ်ရတာလားဒီမှာသမုဒိယသစ္စာတစ်ခေါက်ယွတ်တယ်ဒီမှာတစ်ခေါက်ထိုက်ယွတ်တယ်ဒီမှာဒုက္ခသစ္စာတစ်ခေါက်ယွတ်တယ်ဒီမှာဒုက္ခသစ္စာတစ်ခေါက်ထိုက်ယွတ်တယ်ဘာလို့ထိုက်ယွတ်တာလဲဆိုတော့ဒီကိစ္စမှာအဲ့ဒီအတိတ်အနာဂတ်သစ္ဆုတ်ပံအတိတ်ပစ္ဆုတ်ပံအနာဂတ်ကာလသုံးပါးမရှိတာလားရှိတာလားရှိပါဘူးရှိတဲ့အတွက်ကြောင့်မို့လို့နှစ်ခေါက်ထိုက်ယွတ်ရတာပါ